ဇကားရဲနဲ့အကယ်ဒမီရယူနိုင်ခဲ့တယ်လို့အပတ်တိုင်းလိုလိုတင်သမျှရုပ်ရှင်တိုင်းမှာမင်းသားဖြစ်နေရတဲ့နေဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ M Sally Fish ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချူဆိုပါရရှင်။အခုဆိုရင်တော့ရုပ်ရှင်ကြည့်ရတာကိုဂျိုင်းနေတဲ့သူတွေကမြန်မာနိုင်ငံလို့မပြောကြတော့ပဲနေဝင်နိုင်ငံတော်ကြီးလို့သာ ပြောစမှတ်တွင်နေကြပါပြီ။အကြောင်းရင်းကတော့နေဝင်ကမမြင်ချင်မှအဆုံးဆိုသလိုရုပ်ရှင်ဇကားတွေပဲတောက်လျှောက်ရိုက်ကူးနေတာကြောင့်ဖြစ်ပါရဲ့။ ရုပ်ရှင်ဇာတ်ကားတွေကိုဆိုရင်ပြိတ္တိယအာယုံအပြောင်းလဲဖြစ်အောင်ကြည့်ကြင်တာပါအသက်ဆန်းနေတဲ့အမြင်ဆန်းတဲ့အရာတွေကိုမြင်ကျင်ကြတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဇာတ်ကားတိုင်းလိုလိုဒီမင်းသားဒီမင်းသမီးတွေကိုသာကြည့်ရှုနေရတဲ့အခြေအနေဖြစ်နေတာပါတစ်ဘက်မှာရုပ်ရှင်ဇာတ်ကားကြီးနဲ့ကားပြားတာဖြစ်ပြီးတော့အပတ်တိုင်းလိုလိုမှာမင်းသားတလက်ထဲရတာပဝင်တရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရှိနေတာပါအဲ့ဒီဇာတ်ကားကတော့ဒါမင်းသားကနေဝင်အမြင်လိုလိုပါနေရပဲဖြစ်ပါတယ် နေဝင်းကဆိုတော့ဖြစ်ကနေမင်းသားဖြစ်ကိုပြောင်းလဲလာတာကတော်တော်လေးကိုကန်နေစမ်းတက်ခဲ့လို့ပြောရမှာဖြစ်ပါတယ်။အဆူရောလုံးတော်ကြောင့်မှနေဝင်းရဲ့အောင်မြင်မှုကတခြားအဆူရောတွေနဲ့နိုင်ရှင်မယ်ဆိုရင်တိတ်ပြီးတော့မအောင်မြင်ဘူးလို့ပြောလို့ရပါတယ်။ဒါပေမဲ့မင်းသားလုပ်တဲ့အချိန်မှာတော့တကယ့်မင်းသားစစ်စစ်တရားတောင်သူ့နောက်ကိုမလိုက်မိတော့ပါဘူး။နေဝင်းခေရလို့ဖြစ်နေပြီးတော့ရုပ်ရှင်စကားကြီးတွေကိုတလတကားနှုံးနဲ့ရိုက်နေသလားတောင်ထင်ရတာပါ။ 2025ခုနှစ်မှာဆိုရင်လည်းနေဝင်ကရုပ်ရှင်ဇာတ်ကားကြီးတွေကိုတောက်လျှောက်ရိုက်နေရတာဖြစ်ပါတယ်။ လက်ကြလုံးမှာမှမင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်နေတာဖြစ်ပြီးတော့အဲဒီရုပ်ရှင်မှာလည်းနေဝင်းပါဝင်တရုပ်ဆောင်ထားတာပါဒါအပြင်မင်္ဂလာရုပ်ရှင်ကရုံပေါ်ကနေမစင်ရသေးခင်မှာပဲနောက်ပတ်တင်မဲ့ရုပ်ရှင်ဇာတ်ကားကိုချိန်ညားတဲ့အချိန်မှာနေဝင်းကပါလာခဲ့ပြန်တာပါနေဝင်းအခုလိုပါလာတဲ့အတွက်အားလုံးကအားအသင့်နေတာပါရှောင်းပြန်ရုပ်ရှင်ဇာတ်ကားကြီးကနောက်ထပ်တစ်ပတ်မှာယုံတင်ပြသတော့မှာဖြစ်ပါတယ်။အဲဒီရုပ်ရှင်ဇာတ်ကားကြီးမှာလည်းနေဝင်းကိုသပင်အရှင်နဲ့သာမြင်တွေ့ကြရမှာပါ။ဒါအပြင်သပင်အရှင်ကို စည်းထားတဲ့ပုံစံနဲ့အတူတီရှပ်အပွားနဲ့ပဲတရုပ်ဆောင်ထားတာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်နေဝင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေအများဆုံးယုံတင်ရတဲ့နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ပရိသတ်တွေထင်နေသလိုအပတ်တိုင်းယုံတင်ခွင့်ရနေတာမျိုးတော့မဟုတ်ပါဘူး။နေဝင်းကနှစ်ပတ်ခြားတစ်ခါတစ်ပတ်ခြားတစ်ခါလောက်သာရုပ်ရှင်ပိတ်ကားပေါ်မှာတက်နေရတာပါ။2025ခုနှစ်မှာဆိုရင်လက်ကြီးများရုပ်ရှင်ဇာတ်ကားကြီးနဲ့ပထမဆုံးပွဲဥထွက်ခဲ့တာပါ။ပြောတဲ့ feeling မင်္ဂလာဝဲရောင်နီစတဲ့ရုပ်ရှင်ဇာတ်ကားတွေယုံတင်ခွင့်ရရှိထားတာဖြစ်ပါတယ်ခုနလပိုင်းအထိအနေဝင်က2025ခုနှစ်မှာရုပ်ရှင် င်စကားကြီး၅ကားယုံတင်ပြသခွင့်ရထားတာပါ။ကိုလာပိုင်းအထီးဆိုရင်တော့ခမ်းမန်းကြီးယုံတင်ခွင့်ရရှိထားတဲ့ရုပ်ရှင်စကားကြီးတွေဆင်းမှလဲနေဝင်ရဲ့ရုပ်ရှင်စကားကြီးတွေကပါဝင်နေသေးတာဖြစ်ပါတယ်။အကြီးကြီးရုပ်ရှင်စကား fake ရုပ်ရှင်ဇာတ်ကားကြီးတွေကနေဝင်ရဲ့ချက်ရှိနေတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ပါတယ်။ဆလာပိုင်းနောက်မှာရုံတင်ခွင့်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေစီးရင်ကမတိရသေးတဲ့အတွက်နေဝင်ရဲ့ဇာတ်ကားတွေပါလာအောင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ဒါကြောင့်မို့ပြန်များဆိုရင်တော့နေဝင်က2025ခုနှစ်မှာရုပ်ရှင်ဇာတ်ကား10ကားရုံတင်နိုင်စေရှိနေတာပါ။အဲဒီရုပ်ရှင်တွေကပြီးခဲ့တဲ့နှစ်မှာရိုက်ကူးထားတာတွေနဲ့ဒီနေ့အစပိုင်းမှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ပါတယ်။တနေ့ကို10ကားနှုန်းပြသနိုင်အောင် နေဝင်ကအားထုတ်မှတ်တဲ့ က်ကိုစူးစမ်းပြီးတော့ရိုက်ကူးပေးနေတာဖြစ်ပါတယ်။နေဝင်းရဲ့ရုပ်ရှင်စကားကြီးတွေကိုအပတ်တိုင်းလိုလိုယုံတင်ပြသတဲ့အထည်ဖြစ်လာစေချင်လားဆိုတာကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။